ပကောမျိုးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာဦးဆောင်နှိမ်နင်းခဲ့တဲ့တပ်မ89ရဲ့တပ်မမှုဘုံမှုကျုပ်အောင်သက်ဦးနဲ့စစ်သား150ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတပ်မ89တခုလုံးကို PDF တပ်ဖွဲ့ကခြေမောနိုင်ခဲ့တဲ့ဆိုတဲ့သတင်းနဲ့နောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအင်ဒိုမျိုးဂျပန်လှိုင်ကူစခန်းကုန်းကထွက်ပြေးသွားတဲ့တပ်မ80ခွင့်ရဲ့တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝင်ကြီးဌာန MOD ရဲ့လာရောက်ခံပြည်သူကာကွယ်တပ်တွေကအရှင်ဖမ်းဆီးရရှိထားပြီလို့သိရပါဗျ။ အေဗီလာရှိရနေအင်းတော်မျိုးဂျပန်လှိုင်းကူစခန်းဂုံးကနေထွက်ပြေးသွားတဲ့တမ80ခွန်ရဲ့တမမှုဘုံမှုကျော်အောင်သက်ဦးကိုလန်ခရီတနီယာမှာပြည်သူကာကွယ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီးလက်တလောအခြေအနေအသေးစိတ်ကိုဆက်လက်ထုတ်ပြန်ပေးမလို့သိရပါတယ်။ဖမ်းမိတာကွန်ပန်းဖြစ်ပါတယ်တမ80ခွန်ရဲ့တမမှုမှန်ပါတယ်လို့ဒေါ်လာရေးသတင်းမီဒီယာကပြောဆိုလာပါတယ်။ ဗိုလ်မှူးချုပ်အောင်တပ်ဦးကစစ်တပ်ကတော်အပတ်စဉ်52နှစ်ကျောင်းဆင်းဖြစ်ပြီးတပ်မ89တပ်မမှုမဖြစ်ခင်ကော့တောင်းတပ်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်ဗိုလ်မှူးကြီးယာဒူးနဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်တမ89တမ်မူချုပ်ကဗိုလ်မှူးချုပ်အောင်တဦးမှတ်ပါလေအင်ဒိုနဲကတားကြားမှာမိသွားတာဆိုရင်တော့ဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယောကလည်းမှတ်ချက်ပြုတ်သွားပါတယ် အေဘီလာခေါ်ရင်းရဲ့ညပိုင်းမှာစကိုင်းတိုင်းအင်တော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ဂျပန်လှိုင်ကူစခန်းကုန်းကအမှတ်80ကွန်တက်မမှုဗိုလ်မှူးချုပ်အောင်တအူစခန်းကနေဆုတ်ခွာထွက်ပြေးသွားလို့အင်တော်မြို့နယ်တစ်ခုလုံးကိုအပြစ်သက်သိမ်းပိုက်ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ မြို့သားညီညီအစိုးရကာကွယ်ဝန်ကြီးဌာနအမှတ်၄စစ်တေတရဲ့အစီအစဉ်နဲ့အင်တော်မြို့သိမ်းတိုက်ပွဲကိုရှစ်လကြာကြာဆင်နွှဲခဲ့ပြီးတဲ့နောက်အပြစ်သက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။အင်တော်မြို့သိမ်းတိုက်ပွဲမှာစေကောင်းစီရဲ့ဟောင်းဝင်စား၂လက်120မမလက်နက်၂လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်ခဲယမ်းမီးကြောင်းအမြောင်များသိမ်းဆင်းရမိခဲ့ပါတယ်။ အကြံဖတ်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရမှာပဲခူးမျိုးတစ်ခုလုံးမှလည်းလမ်းပေါ်ထွက်ပြီးစစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်နေစဉ်ပဲခူးတမျိုးလုံးမှရှိတဲ့လူငယ်များကဥဆောင်ပြီးပြည်သူတရလုံးစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများချိန်ချိန်သေးကြက်ပြမကြငြင်းချမ်းစွာနဲ့လမ်းမများထပ်မှဆန္ဒပြခဲ့ကြပါတယ် ဒိုယာမာ2021ခုနှစ်အေပီလ9ရက်နေ့မနက်အာယုံမတက်မီဘကိုးမျိုးပေါ်ရှိစန္ဒပြတပိတ်စခန်းတွေကိုတိုက်မှ80ခွန်တက်ကဥဆောင်ပြီးအကြမ်းဖက်ပြစ်ခတ်တပ်ပြတ်နှိမ်နှင်းခဲ့ကလူငယ်နဲ့ပြည်သူ80ကျော်ထပ်မနေတည်ဆုံးခဲ့ရပါတယ်။ 2021ခုနှစ်ဧပြီလ9ရက်နေ့ဝန်က4နာရီအချိန်ကစပြီးပဲခူးမြို့ရွှေမတော်ဖရံပတ်ဝန်းကျင်ရက်ကွက်များလိပ်ပြကန်အနီးရှိစံတော်တွင်မက်ကတိအင်းဝင်ပုံနာစုမော်ကန်လိပ်ပြကန်ရက်ကွက်ကျောင်းမှာရှိတဲ့တပိတ်စခန်းများကိုတက်မ80ကွန်တက်တေကောင်ဦးဆောင်က RPG လက်နက်ကြီးတွေနဲ့ပြစ်ခတ်ခြင်းလက်ပြဘုံများအသုံးပြုခြင်းအပါအဝင်စစ်သုံးလက်နက်များဖြင့်စစ်ပွဲတပွဲတိုက်တဲ့ကဲ့သို့ဆန္ဒပြလူငယ်တွေကိုအကြမ်းဖက်ပြစ်ခတ်နှိမ်နှင်းခဲ့ပါသည် ထိုကဲ့သို့အကြမ်းဖက်နှိမ်နင်းမှုနဲ့အတူတပိတ်စခန်းတွေကိုကင်းဆောင်နေတဲ့လူငယ်များရဲ့အလောင်းများမှာစုပြုံသွားခဲ့ရပြီးဘကိုးတစ်မျိုးလုံးရက်ကွက်များမှာကဘာပြက်သည့်အလားဖြစ်သွားခဲ့ရပါတယ်။တမ80ကုံဦးဆောင်တဲ့တပ်များကတပိတ်စခန်းများပင်မဟုတ်တော့ဘဲစန္ဒပြတပိတ်များကိုကူညီထောက်ပံ့နေလို့နာမည်ထွက်တဲ့ပြည်သူများ NLD ပါတီဝင်များနိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့နေအိမ်များကိုပါဝင်ရောက်စီးနှင်းကရိုက်နှက်တပ်ဖြတ်မှုတွေကိုဆက်လက်ကျူးလွန်ခဲ့ပါတယ်။ တမ80ခုံဦးဆောင်တဲ့စစ်တပ်က2021ခုနှစ် AB လ9ရက်နေ့ဟာတရက်လုံးလို့လို့ပဲပဲခူးမျိုးပေါ်မှာဆန္ဒပြပြည်သူတွေကိုပိတ်ဆို့ပြီးအကြမ်းဖက်တပ်ဖြတ်နှိမ်နင်းရေးပြစ်ခတ်တောင်းကြမ်းခဲ့တဲ့အတွက်ပဲခူးမျိုးပေါ်ကပြည်သူများနေအိမ်များကထွက်ပြေးခဲ့ရတဲ့အထိအခြေအနေဆိုးဆိုးရွားရွားနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ် ယမန်နီအေဘီလာဂိုယန်နီမှာတက်မ80ခွန်ကဥဆောင်ကျူးလွန်ခဲ့တဲ့ဗကိုးမျိုးအစုလိုက်အပြိုလိုက်တပ်ဖြတ်မှုရဲ့၄နှစ်ပြည့်နေ့နှစ်ပတ်လည်နေ့ဖြစ်ခဲ့ပြီးထိုနေ့မှာပဲတက်မ80ခွန်ရဲ့တက်မမှုဘုံမှုကျောအောင်သက်ဦး DSC အပတ်စဉ်40နှစ်ဟာတချိန်ကဆန္ဒပြလူငယ်များယခုမှတော့ပြည်သူကံကိုရေးတက်ရဲ့ရဲဘော်များလက်ထဲမှာစစ်တုံးပန်းအဖြစ်အရှင်ဖန်းစီခံလိုက်ရပါတယ် ဧပြီလ9ရက်နေ့မှာအင်ဒိုမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်စခန်းတစ်ခုဖြစ်တဲ့ဂျပန်လှိုင်ကူစစ်တပ်စခန်းမှာစွန့်ခွာခဲ့တဲ့ဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ကို PDF တပ်တွေကဧပြီလ10ရက်နေ့ညပိုင်းမှာလက်ရအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ တချိန်ကဘကုန်းနဲ့ရန်ကုန်မှာရှိတဲ့လမ်းမများပေါ်မှာတည်ရဲတဲ့ကောင်ထွက်ခဲလို့ကြွေးကြော်ရင်းလက်နက်မဲ့ဆန္ဒပြလူငယ်များနဲ့ပြည်သူများကိုရန်ကားတက်ဖြတ်ခဲ့တဲ့တပ်မ89တပ်မကြီးကိုဦးဆောင်တဲ့ဗိုလ်မှူးချုပ်အောင်သာဦးနဲ့တပ်ဖွဲ့ဝင်များဟာလေးနှစ်အကြာမှာတော့၎င်းတို့ချင်းချောက်ပစ်ခတ်ခဲ့တဲ့တော်လိုင်းလူငယ်များရဲ့လက်အတွင်းသို့ကြာရောက်ခဲ့ရပြီဖြစ်ပါတယ်။ ဘယ်မြင့်မလဲအဲ့ဒီနေ့2021ခုနှစ်အေပီလ9ရက်နေ့မနက်အစောကြီးလူငယ်တွေသွေးတွေနဲ့သွေးယူသွေးတံပြင်းရင်လွှာရင်သေဆုံးခဲ့ရတာတွေဘယ်မြင့်မလဲဗျာမနေ့ကတက်မ80ကွန်တက်မမှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိတယ်ဆိုတဲ့သတင်းတွေတက်လာတော့ဝတ်ဆိုတာစစ်ကောင်စီတက်အတွက်၄နှစ်အကြာမှာတကယ်ကြီးဖြစ်လာတာပဲလို့တွေးရင်ကြေနပ်မိတယ်တက်မ80ကွန်တက်မမှုနဲ့စစ်ကောင်စီတပ်သားတွေကို NUG စစ်ခေါ်ယုံနဲ့တရားစီရင်အပြစ်ပေးတာလည်းမြင်ကြပါတယ်စစ်တက်လက်ချက်နဲ့ကြာဆုံးခဲ့ရတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကြေနပ် ောင်လှုပ်ပေးသင့်တယ်လို့ဘကုံးမျိုးပုံနာစုရက်ကွက်မှာလက်ရှိအခြေအထိနေထိုင်နေစေပြည်သူတို့ကဆိုပါတယ်1966ခုနှစ်ဇွန်လ6ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့အမှတ်89ချင်းမြန်တပ်မဌာနချုပ်ရဲ့တပ်တန်းဟာ96နှစ်ကြာမြင့်လာချိန်မှာအစိုးရတပ်မ89ရဲ့တပ်မမှုနဲ့စစ်သားယာကြီးကတော့တပ်တန်း၄နှစ်သားရှိသေးတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF လက်ထဲမှာစစ်တုံးပန်းအဖြစ်ကြောက်ရောက်သွားခဲ့ရခြင်းကတော့တမိုင်းတွင်တဲ့ຫນွေဦးတော်လန်ကြီးရဲ့အောင်မြင်မှုအဖြစ်တော်လန်ကြီးရေပေါ်များကသုံးသပ်ပြောဆိုနေကြပါဗျာ။ ်ချင်းမီနယ်ဖလန်းမျိုးနယ်တစ်ခုလုံးကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ချင်းညီနောင်မဟာမိတ်တပ်တွေကယမန်နေ့ကကြေညာလိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေးတပ်ဖွဲ့ကအေဘီလာ9ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့ခလာယာ268ကိုအပြီးသက်သိမ်းပိုက်ကဖလန်းမျိုးနယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ပေါ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်းတီတိမျိုးတို့ဆက်လက်ချီတက်မှာဖြစ်ကြောင်းသိရပါတယ်။ချင်းမြသားကာကွယ်တဲ CNO CND ရဲ့အထွေထွေတွင်ရမူစလိုင်းဝီလီယံချင်းက ချင်းညီနောင်စစ်စင်ရေးပလန်မြို့သိမ်းတိုက်ပွဲကမင်တန်နဲ့အတူ2024နိုဝင်ဘာလကနေစတင်ခဲ့တာဖြစ်တဲ့ တရင်တရင်နဲ့မဟုတ်ဘူးသုံးရင်းနဲ့တိုက်နေရတဲ့ပုံစံဖြစ်တဲ့အချိန်တွေပိုပြီးကြာသွားပါတယ်ကုန်ကြစိတ်နဲ့စစ်စည်ရေးမှာအများကြီးကုန်တာရှိတယ်ဘာပဲပြောပြောကျွန်တော်တို့ရဲ့ဒေါ်လာရေးမှာပေးဆပ်မှုတွေလွန်မြောက်မှုတွေအတွက်ကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးပြီးပေးဆပ်ရတာဖြစ်တယ်ချင်းပြည်နယ်မှာတီတိမ်မျိုးကိုလည်းထပ်ပြီးတော့ဝင်ရောက်ဖို့ရှိတယ်ပိုပြီးတော့စ조사အားထုတ်ဖို့လိုတယ်မြို့သိမ်းရတာထက်ထိန်းရတာလည်းခက်ခက်ခဲခဲလုပ်ရတာဖြစ်တယ်စစ်ပုံကြတဲ့အမိတ်နာခံမှုရှိတယ် Professional Army ဖြစ်အောင်조사ရမယ် ဒီအောင်မြင်မှုဖလန်းပြည်သူလူထုတင်မဟုတ်ဘူးအပိနေကံပြည်သူလူထုတရလုံးရဲ့အောင်မြင်မှုဖြစ်တယ်။2024ခုနှစ်မှာစစ်ကောင်စီကင်းစင်မှုရွယ်ခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြီးခဲ့တယ်။40ရာခိုင်နှုန်းကျန်သေးတယ်လို့ဓာတ်ရိုက်လိုက်ကနေထုတ်လွှင့်ပြောဆိုသွားပါတယ်။ဖလန်းမျိုးတင်တိုင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးငယ်များအပါအဝင်လက်နက်ခရံအများအများနဲ့ငွေကြေးများကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကဖလန်းမျိုးသွင်းတိုက်ပွဲကိုချင်းညီနောင်စစ်စင်ရေး Operation CP အဖြစ် ထိုစစ်စင်တိုက်ခိုက်ခရကစစ်ကောင်စီတပ်ကဖလန်းမြို့မကြစေရေးအတွက်ခလာရ268တရင်အင်အားအပြင်2024ခုနှစ်ဒီဇင်ဘာလမှာခလာရ69ကစစ်ကူအင်အားတရားဝန်းကျင်2025ခုနှစ်မတ်လမှာတက်မ89ရက်လောက်ကန်ခလာရ390တက်က စီအင်အားတရားဝန်ကျင်ခန့်နဲ့အင်အားအကြိမ်ကြိမ်ထပ်မံဖြည့်ဆည်းခဲ့ပြီးဒါအပြင်လေကြောင်းတိုက်ခိုက်မှုပေါင်းလဲအကြိမ်ပေါင်းတစ်ထောင်ကျော်နဲ့အပြင်းထန်ဆုံးခုခံကာကွယ်ခဲ့ရပါတယ်။ဖလန်းမျိုးနဲ့တခုလုံးကိုစစ်ကောင်စီကင်းစင်တဲ့နယ်မြေအပြည့်ဖော်ဆောင်နိုင်ခဲ့ခြင်းဟာချင်းညီနောင်နဲ့မဟာမိတ်အင်အားစုများရဲ့မဆုံမနစ်သောစိတ်ဓာတ်ဖြင့်ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုရခိုင်တပ်တော်ကခေယံစစ်လက်နက်များအပြင်စီရေးဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနဲ့မိမပြည်သူများရဲ့တက်ညီလက်ညီဒီဇိုင်းမမထောက်ပို့ပါဝင်ခြင်းတွေကြောင့်ဖြစ်တယ်လို့ကြေညာသွားပါတယ်။ ချင်းညီနောင်စစ်စင်ကြီး operation cb အဖြစ်ဖော်ဆောင်ခဲ့တဲ့ plan မျိုးသိန်းစစ်စင်ကြီးအတွင်အသက်ပေးဆက်ခဲ့ကြရတဲ့အာဇာနည်သူရဲကောင်းများကိုလဲအင်ကာပေးဆက်ခဲ့ကြရတဲ့ရဲဘော်များနဲ့အောင်ပွဲရတဲ့အထိရိုးရိုးချွန်ချွန်ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်မူတပ်သားများရဲ့ရဲစွမ်းသတ္တိနဲ့ဇွဲလုံးလာရှိမှုတို့ကိုလေးစားစွာဂုဏ်ပြုပါကြောင်းနဲ့ချင်းညီနောင် cb အနေဖြင့်စီအာနာရှင်စနစ်ကြဆုံးရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောင်ရင်းမှာမဟာမိတ်တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ကြေညာသွားပါတယ်။